ဒီကနေ့မှာတော့ Joshua ဘန်ကသူ့ရဲ့တကယ်ကိုမှ Champion Single ထိုးတက်ပွဲကြီးကိုပရိသတ်တွေအနေနဲ့မကြည့်မိကြမှာဆိုလို့တတိမထားမိပဲနေမိသွားကြမှာဆိုလို့အရေးပေါ်အသိပေးလာခဲ့ပါပြီ Joshua ဘန်ကသူ့ရဲ့ထိုးတက်ပွဲကြီးကအရန်ကိုမှနီးကပ်လာနေပြီဖြစ်တဲ့အတွက်ပရိသတ်ကြီးတို့ရဲ့အချင်းကအရန်ကိုနီးကပ်နေပြီအားပေးကြပါအောင်ဆိုပြီးတော့ပရိသတ်တွေကိုနော်ဒါအရေးပေါ်ကြောပြလာခဲ့တာပြီဖြစ်ပါတယ် ဆိုတော့ Joshua ဘန်းကိုချိလိုက်မယ်ဆိုရင်ဒါတကယ်ကိုမှ ပွဲတိုင်းနိုင်နေတဲ့ရှုံးပွဲเนาะတပွဲပဲရှိခဲ့ဘူးတဲ့ပန်သူချိုင်းနဲ့ထိုးသက်ရမှာလုံးဝဟိုစိတ်ဖိစီးမှု မရှိဘဲနဲ့တတော်လေးကိုဟိုလွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးနဲ့လေ့ကျင့်မှုတွေကိုအာရုံစိုက်เนาะစိတ်ကိုလည်းဒါဖိအားမပေးတဲ့အနေထားမှာရှိတယ်ဗျာเนาะတတော်လေးကိုပြောနေတာဖြစ်တယ်ဟိုဘာကြောင့်လဲဆိုတော့ Joshua ဘန်းကပန်သူချိုင်းကိုနိုင်လိုက်တာနဲ့သူကမီလီယံနာဖြစ်မယ်ဗျာ နော်ချန်ပီယံကပတ်ရမယ်ဗျာကဘာကျော်မယ်ဗျာစဉ်းစားကြည့်လိုက်တော့နော်ဘလောက်တတိတကယ်ကိုမှဒါကမ္ဘာသမိုင်းမှာတော့သမိုင်းတွင်သွားမယ့်အာရှလူမျိုးပထမဦးဆုံးချန်ပီယံဖြစ်မှာဗျာဆိုတော့သူ့အနေနဲ့ဒါကဝန်းနေစရာမဟုတ်ဘူးဝန်းသားစရာဖြစ်နေတာဆိုတော့နော်ကျွန်တော်တို့ဖိုက်တာတယောက်မှာကလေကျွန်တော်တန်းစီရင်တိုးဆိုရင်ကြည့်ဗျာဟိုထိုးနေကြရင်ပေါ့နော်ထိုးရင်ဒါပြန်မဲ့ဖိုက်တာကိုရှိန်နေကြောက်တယ်ဒါတွေကပဲဟိုပြန်မဲ့ဖိုက်တာကိုကြောက်တယ်ဆိုတာနဲ့တည်ပွဲမှာကရှုံးမှုတေချာ တလောက်ကိုရှိနေပြီဗျာဟိုဂျက်ရှွာဘနိုကြတော့ဟိုလုံးဝမတူတာကဒီချက်ပဲเนาะဘယ်ဖိုက်တာကိုဟိုမစူသူကလုံးဝကြောက်စိတ်မရှိဘူးဂျက်ရှွာဘန်ကလည်းပြောတယ်ဘန်ဒိုဂျာကိုတဲ့ဒါဘန်ဒိုဂျာကိုမနိုင်ကြဘူးတဲ့မနိုင်ကြတာကကျွန်တော်တည်တည်ချာချာလီလာကြည့်တဲ့အခါမှာတဲ့ဟိုသူ့ရဲ့ပြိုင်မဲ့တူကအကုန်လုံးသူ့ကိုကြောက်ပြီးတော့ဘယ်အချိန်မှအချုပ်ခံရမလဲဆိုတော့ကြောက်စိတ်နေပဲထိုးနေကြတာတဲ့ဒါပေမဲ့ကမကြောက်ဘူးတဲ့ဘန်ဒိုဂျာကိုကြောက်စရာမှမလိုတာတဲ့ ဖိုက်တာတွေကဘန်ဒိုဂျာကိုကြောက်စိတ်နဲ့ထိုးတော့ရှုံးမှာပေါ့ဆိုပြီးတော့ဂျက်ရှွာဘန်ကပြောပြသွားခဲ့တာပြီးဖြစ်ပါတယ်။အခုလိုမျိုးကမဆိုင်ဘူးလို့ပြောတာကမချောက်ဘူးလို့ပြောတာကဂျက်ရှွာဘန်ကဘန်ဒိုဂျာကြီးကိုအထင်သေးလို့ပြောတာမဟုတ်ဘူး။သူ့အနေနဲ့ဒါဖိုက်တာတယောက်ကကြောက်စိတ်ဆိုတာလုံးဝမရှိရဘူးဆိုတာကိုပြောပြခြင်းသာဖြစ်ပါတယ်။ဂျက်ရှွာဘန်ကဒီပွဲမှာပီပူပီနဲ့ထိုးတာဆိုတော့ချန်ပီယံစင်ကိုပွဲဆိုတော့ဟိုကျွန်တော်တို့ဟိုထိုးကြီးကဒေါ်လာတန်းကြီးကရမှာဗျာဆိုတော့အနိုင်ထိုးကြီးကိုစဉ်းစားကြည့်နော်။ဟိုဘယ်လိုပြောရမလဲ။ နိုင်လိုက်တာနဲ့ကိုဟိုထိုးကြီးရဲ့သစားမြန်ရမယ်ဗျာနှစ်တန်းကျော်ပြီအဲ့မှာဒါနော်ဆိုတော့ bonus တွေပါညာလာဦးမယ်တော့ဒါဆိုဘွန်စာကြီးတွေပါညာလာမယ်ဆိုတော့တော့အတော်လားနှစ်တန်းခွဲ၃တန်းလောက်ကတော့ကျွန်တော်တို့ Joshua ဘိုင်းကြီးကမီလီယံနဲ့အတီးအောင်နော်ကျွန်တော်တို့နိုင်ခဲ့ရင်ဖြစ်မှာဗျာဘလောက်တိတိအကြောင်းကမ်းလေးလေးနော်ဒါကျွန်တော်တို့ဝမ်းသာဖို့ကောင်းရင်ကျွန်တော်မြန်မာပြည်သူပြည်သားအတွက်နော်တကယ်ကိုမှဂုဏ်ယူစရာပဲအခုချိန်မှာပန်တိုချာကြီးကဒါ Joshua ဘိုင်းကကလေးလေးပဲရှိသေးတယ်သူ့အနေနဲ့မလေးချင်းပဲချွေးနေအောင်နိုင်တယ် ဟိုပြည်သက်တွေအနေနဲ့ကြေးလုံးပြီးတော့ဟိုချမ်းသာခြင်းနေဆိုရင်သူကချက်ခွင့်နဲ့ဒီပွဲမှာနိုင်ရမယ်လို့ဒါကြေးလုံးထားကြလိုက်မင်းတို့ချမ်းသာပြီဆိုပြီးတော့မက်လုံးတွေမျိုးမျိုးပြောပြီးတော့เนาะကျွန်တော်တို့ Joshua ဘန်ကိုအထင်သေးတဲ့စကားတွေပြောနေခဲ့ပေမဲ့လည်း Joshua ဘန်ကလည်းပြီးကြတယ်ဒီဒီနှစ်မကုတ်ကဲချန်ပီယံဖြစ်မယ်လို့ပြည်သက်တွေကိုကြိပေးလာခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ Joshua ဘန်ကိုအပြည့်အဝယုံကြည်ပေးကြရအောင်